အားလုံးမင်္ဂလာပါဒီဗီဒီယိုမှာတော့ကျွန်တော်တို့ SCP ထိုင်မယ်နဲ့အသုံးပြုတဲ့မိတ်ဆွေအနေနဲ့ပေါ့နော် ATM ပုံးကနေပြီးတော့တခြားကျွန်တော်တို့ဘဏ်တွေပေါ့နော်ငွေလွှဲပြောင်းတဲ့နေကိုကျွန်တော်ဘဟုသုတအနေနဲ့ဒါတင်ဆက်ပြသပေးမှာဖြစ်ပါတယ်ဗျာအဲ့တော့ကျွန်တော်တို့ဒါ ATM ပုံးမှာတော့မယ်နော်ပြီးကျွန်တော်တို့ ATM ကတ်ထည့်မယ်ဒီမှာဘာသာစကားအဆင်ပြေရရွေးလို့ရတယ်ကျွန်တော်အင်္ဂလိပ်နဲ့ပြပေးမယ်နော်ပြီးရင်တော့ကျွန်တော်ဒီမှာ transfer ရရှိရဗျအဲဒီကောင်လေးကိုကျွန်တော်တို့တစ်ချက်နှိမ့်မယ်နော် ပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာသူအနာသပန်ဆိုတာကိုတစ်ချက်နှိပ်ပြီးမယ်နော်ဒါတခြားပန်တွေကိုလွှဲမှာဖြစ်တဲ့လို့ကြောင့်မို့နော်ပြီးရင်ကျွန်တော်ဒီမှာပန်တွေရွေးလို့ရတယ်ဒီအောက်ဆုံးမှာရှိတဲ့အသားကိုထပ်နေမယ်ဒါဆိုရင်ကျွန်တော်တို့ထပ်ပြီးတော့ပန်တွေထပ်ရွေးလို့ရမယ်အသားကိုထပ်နေရင်ထပ်ရွေးလို့ရတယ်အာကျွန်တော်တို့ဒီမှာပရဏောင်းပြန်သွားကျင်နေဆိုရင်တော့သူကဒီအောက်ဆုံးမှာရှိတဲ့ဒီဘတ်တူဘတ်တူမိတ်မီနူဆိုတဲ့ခရကူပြန်နှိမ့်မှတဲ့ရင်နောက်ပြန်ဆုတ်မှာပေါ့နော်โอเคတော့ကျွန်တော်နောက်ပြန်ဆုတ်လိုက်မယ် ဒါဆိုတော့မူရင်းဆိုင်မျက်နှာရောက်သွားလိမ့်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာဆန္ဒလိုပဲပတ်သက်ကပြန်ယူပေးတိုင်းပေါ့နော်ပြီးရင်ဆိုရတိုင်းမယ်ကျွန်တော်တို့ပြန်သွားမယ်ဒီတစ်ခါကျွန်တော်ကဒါအကစီကွန်ဆန်းပြမယ်ဗျာကျွန်တော်တို့မှာနော်ကစီကွန်ပအောင်ယူပေးလိုက်မယ်ဗျာပြီးဆိုရင်ကျွန်တော်တို့ဒီမှာနော်ဆေးဘင်းကောက်ဆိုတာကိုတစ်ချက်နှိပ်ပြီးနော်ဒါအရေးကြီးတယ်ပြီးပြီးဆိုရင်နော်ကျွန်တော်ရဲ့ဒီပန်နပတ်ဆက်လုံးကိုမှန်ကန်အောင်ထည့်ပြီးနော်ပန်နပတ်ဖမားစီနဲ့ပန်နပတ်မှန်ပြီဆိုရင်ပေါ်ကခေါ်ရဆိုတာတစ်ချက်နှိပ်မယ် ပြီးပြီးဆိုရင်တော့ဒီမှာငွေမောက်ထည့်မယ်ငွေမောက်ကတော့ကျွန်တော်100ဘတ်စမ်းလွှဲပြမယ်ပြီးရင်တော့ကျွန်တော်ဒီမှာနော် chorus board တစ်ခါထည့်နိုင်မယ်ဒီနေရာမှာခဏလေးစောင့်ပေးပါဒီနေရာမှာသူပြပေးမယ်ပိုင်ရနေမြည်အဲကျွန်တော်တွေဒီမှာငွေလွှဲပြောင်းမယ်ဆိုရင်ဒီမှာလွှဲပြောင်းက95ဘတ်ပေးရတယ်ဗျာနော်လွှဲပြောင်းကျင်နေလို့ဆိုရင်တော့ conference နေပြီးလိုက်ကျွန်တော်ကတော့ဒါမလွှဲပြောင်းဘူးနမူနာပြပေးတာဖြစ်ကြအောင်ကျွန်တော် cancel ကိုနှိပ်လိုက်တယ်နော် Okay ဒါဆိုရင်တော့ဝင် learning နားလည်သွားမယ်ထင်တယ်တော့ထင်နေပါတော့ โอเคဒုတိယတနည်းကျွန်တော်ပြပေးခြင်းတယ်ဒါကတော့ကျွန်တော်တို့ပါတော့တယ်ဆိုတော့ SB ဘန်နဲ့ကနေကျွန်တော်တို့ဖုန်းပေးဖြည့်တယ်နီးပေါ့နော်ဘန်ဆော့ဝဲမရှိတဲ့သူတွေကကုနီနဲ့ဖုန်းပေးဖြည့်လို့ရတယ်အကြောင်းအရာတော့အဲ့ဆိုအောင်နှိမ့်မယ်ပြီးဆိုရင်ဟိုပေါ်လုံးမှာချစ်တဲ့ mobile dot as ကိုနှိမ့်မယ်ဒီနေရာမှာ want to go data to more ပဲ single ကိုဖြည့်မှာလဲကျွန်တော်ယူပေါ့နော်ကျွန်တော်ဒီဘက်ပယ်မရှာ၃ခုပေါ့နော်ကျွန်တော်ကဒီမှာဒီထက်ကိုဖြည့်မှာဖြစ်တယ်ဒီထက်ကိုနှိမ့်မယ်ပြီးရင်ကျွန်တော်လေးပေါ်ဆုံးတစ်ခါပြန်နှိမ့်မယ် ဒီ test software ပဲပြန်နှိပ်ပြီနော်ပြီးပြီဆိုရင်တော့ကျွန်တော်ဒီအောက်က saving ဆိုအောင်နှိပ်မယ်ဒုတိယ cloud ကိုနှိပ်မယ်ပြီးပြီဆိုရင်တော့ဒီမှာကိုယ့်ရဲ့ phone number ဆက်လုံးကိုမှန်ကန်အောင်ထည့်ပြီနော်ဒါကျွန်တော်တို့ဗန်မရှိတဲ့သူတွေအတွက်အကူအညီလမ်းနဲ့ဖြည့်လို့ရတယ်။ဒီနေရာမှာသူကပြပေးတဲ့20 50 100 200 300 400 500 600စသဖြင့်ပေါ့နော်တစ်ကြိမ်ကိုဒါဖြည့်လို့ရအောင်ဖြစ်ပါရဲ့။ကျွန်တော်တို့20ဘက်ကနေစဖြည့်လို့ရကျွန်တော်20ဖြည့်ပြမယ်။ ပြီးကြော်ဒီမှာနော် chorus session နှိပ်ပေးမယ်ပြီးဆွမ်းနဲ့ client လေးစောင့်ပြီးလိုက်ပါကျွန်တော်ချက်လက်တွေကိုသူပြပေးလောက်ဖြစ်ပါတယ်ဖုန်းနံပါတ်တွေမှန်မှန်မှန်ဒီရစစ်စစ်ပါအားလုံးမှန်ကန်ပြီဆိုရင်တော့ conference နှိပ်ပြီးတော့ debut ပေးလိုက်ပါတော့ဆိုရင်တော့ကျွန်တော်တို့ဖုန်းမွေဖြစ်ကြလဲအောင်မြင်သွားပြီဖြစ်ပါတယ်ဝိစုလိုချင်နောက်ထပ်ဘန်နဲ့ပတ်သက်ပြီးတော့သိချင်တဲ့အကြောင်းအရာလေးရှိတယ်ဆိုရင်လည်း DPTO ရဲ့ comment မှာထပ်ပြီးတော့ရေးလာပေးလို့ရရင်တော့ကျွန်တော်နောက် link တင်တဲ့ video လေးထပ်ပြီးတော့လုပ်ပေးတော့အောင်မှာပဲဖြစ်ပါတယ်ဗျာ။ အားလုံးပဲအဆင်ပြေကြပါစေကျွန်တော်ရဲ့ channel လေးကိုလည်းမိတ်ဆွေအနေနဲ့သဘောကျရင် align subscribe ပြုလုပ်ပြီးတော့ပို့လဲကျွန်တော်တောင်းဆိုပါတယ်ဗျနောက်ဗီဒီယိုဒီမှာထပ်မံပြန်ဆုံတွေ့ပါအောင်ပဲဗျ